မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လာ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ရေကြီးမြို့နယ်ဇီယိုစမ်းချေးွာမှာ စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်အကြီးကြီးကြားရောက်ပောက်ကွဲပြီးတော့ပြည်သူတို့ချို့ထိခိုက်သေးဆုံးပြီး AA နဲ့ PDF များရဲ့ထိုးစစ်ကငတိုင်းချောင်းမြို့အပိုင်နေရာများအထိကိုရောက်ရှိလာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့ကရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ကက်ကူကြီးကျေးရွာအုပ်စုဆက်ဆက်ရိုးကျေးရွာအနီးမှာရှိတဲ့ဇီယိုဆန်းကျေးရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်ဇီယိုဆန်းကျေးရွာကပြည်သူ၃ဦးသေဆုံးပြီးအခြားပြည်သူ၃ဦးဟာလည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။လက်နက်ကြီးပြစ်ခတ်လို့တန်ဃာတော်တပါ ားအမျိုးသမီးတအုပ်နဲ့ကလင်းငယ်တအုပ်သိမ်းဆုံးသွားပါတယ်ဇီယိုစန်းကြီးရွာရွာကန်ဒီပါနောက်ထပ်လူတအုပ်လည်းထိခိုက်ဒဏ်ရာရရှိထားတယ်အေအေနဲ့ PDF တွေရောက်နေပြီဆိုပြီးတော့စစ်တပ်ကလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်ရေကြီးမြို့နယ်ငတိုင်းကျောင်းမြို့နယ်လေးမြနာမြို့နယ်အတွင်းမှာစစ်တပ်လေးထီးများနဲ့ပြန်တန်းကင်းထောက်ခြင်း drone များနဲ့ကင်းထောက်ခြင်း112လေယာဉ်များနဲ့ကင်းထောက်ခြင်းများကိုစစ်တပ်ကအမြဲမပြတ်လုံဆောင်လာတယ်လို့ဒေသခံပြည်သူများကပြောပါတယ် အေအေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့များဟာလေလေးညံနာမြို့နယ်ကနေတဆင်ရေကြည်မြို့နယ်ငတိုင်းကျောင်းမြို့အတွင်းမှာရှိတဲ့ကြေးရွာများတဲ့ကိုရောက်ရှိလာပြီးတော့အဲ့ဒီဒေသများကလူငယ်များဟာလေအေအေနဲ့ PDF အတွင်းကိုဝင်ရောက်တွာလာမှုများရှိနေတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်ပသိမ်မုံရွာကားလန်းအနောက်ဘက်ခြမ်းကရွာတွေကလူငယ်တွေတော်တော်များများက PDF နဲ့ AA ဘက်ကိုပြေးကြတယ်မြို့ပေါ်မှာဆစ်ဆောင်ရင်လဲစစ်မှုတမ်းအဖြစ်နဲ့အဖမ်းခံမှာဆိုလို့အဲ့ဒီဘက်ကိုပြေးကြတာ အခုကငတိုင်းချောင်းမြို့အပိုင်ထဲမှာပါတဲ့ရွာတွေလဲအကုန်စစ်ပြေးကုန်ကြပြီဆက်ဆက်ရိုကြေးရွာနဲ့ကက်ကူကြီးကြေးရွာအုပ်စုထဲမှာပါတဲ့ရွာတွေလဲအကုန်လုံးစစ်ပြေးရှောင်နေကြပြီအေအေနဲ့ PDF ထိုးစစ်ကတော့ ရေကြီးဘက်ကိုပါတဖြည်းဖြည်းကတ်လာနေတယ်လို့ဒေသခံစီရေးသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။အေယာဝတီတိုင်းအတွင်းအေအေရဲ့ထိုးစစ်ကတဖြည်းဖြည်းရှေ့ကိုတိုးလာနေတော့လေစစ်ကောင်စီတပ်ကတော့မြို့ပေါ်ဒေသများကိုသာအဓိကအခြေပြုပြီးခံစစ်ပြင်ဆင်နေပြီးတော့ကြေးရွာများကိုစစ်ကြောင်းထုတ်မှုတွေအရှိန်လျော့လာတယ်လို့ဒေသစီရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့အမှတ်နဲ့ရက်ကွာမှာရှိတဲ့ရှေးဟောင်းတမိုင်းဝယ်ဖျားတဆူဖြစ်တဲ့ရှင်ပင်သာဒွန်းဦးဖျားကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခတ်ရာဖျားစီဒီနဲ့အဆောက်အုံများပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ23ရက်နေ့ညတကောင်းရံည7:18မိနစ်အချိန်မှာနထိုးကြီးမြို့အမှတ်နဲ့ရက်ကွာမှာရှိတဲ့ရှေးဟောင်းတမိုင်းဝယ်ရှင်ပင်သာဒွန်းဦးဖျားကိုအကြမ်းဖက်စစ်တပ်ကလေချောင်းကနေပြီးတော့ဘုံနှလုံးကျဲချတိုက်ခတ်ရာဖျားတိုင်းနဲ့အဆောက်အုံများပြိုကျပျက်စီးသွားတယ်လို့သိရပါတယ်။ နထိုးကြီးမြို့နယ်မှာစီကားတိုက်မြိုက်စွာနဲ့ကျင်းပလေရှိတဲ့ဖျားတဆူပါကိုဗစ်ကာလမတိုင်ခင်ကဆိုရင်နာမည်ကြီးမင်းသားမင်းသမီးတွေကိုပါငှားပြီးတော့ဖျားပွဲကျင်းပခဲ့တဲ့ဖျားပါဒီလိုနာမည်ကြီးဖျားကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတာကတော့ဘာသာသာသနာကိုစော်ကားလိုက်တာပါပဲအမျိုးဘာသာသာသနာကိုစောင့်ရှောက်ပါတယ်လို့ကြွေးကြော်နေတဲ့စစ်ခွေးရဲ့လောက်ရက်တွေကိုမဘာသာတွေတည်တင်ပြီလို့ပြောကြပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်နေတယ်ရှင်ပင်သာဒုံဦးဖျားဟာနထိုးကြီးမြို့နယ်မှာ ခင်ရှားကြော်ကြတဲ့ဇေဒီတစုဖြစ်တယ်လို့သိရပါဗျ။နွားတို့လို့အမည်တွင်တဲ့ဂျေးရွာက နွားချောင်းသားမောင်သားဒွန်းဦးရဲ့နွားတကောင်ကဥကျိုသွေးရကနေဇေဒီတော်တစုပေါ်ပေါက်ခဲ့တယ်လို့အဆိုရှိပြီးတော့အဲ့ဒီပေါ်တော်မူဇေဒီကိုရသက်ရှင်နိုင်ဆိုင်ရဲ့ဗျာဒိတ်နဲ့ဌာပနာပြုတီထားကိုဝယ်ခဲ့ရကနေရှင်မင်းသားဒွန်းဦးလို့အမည်တွင်ခဲ့တယ်လို့ဘိုးဘွားဘီပင်ရှေးအစဉ်ဆက်လက်ဆင့်ကမ်းခဲ့တဲ့ဇာကားများအရာသိရပါတယ်။ပကံခေဥပိုင်ကွမ်းစော်ကြောင်ဖြူမင်းလောင်းကကွမ်းထန်းရောင်းရာလမ်းခရီးတစ်ထောက်နားနေတဲ့အချိန်တကြမင်းရဲ့ဆောင်းမမှုနဲ့ ကွမ်းစော်ကြောင့်ဖြူမင်းဖြစ်ခဲ့ရတယ်လို့တမိုင်းကြောင်ရှိခဲ့ပြီးတော့အဲ့ဒီမင်းကမင်းမရေမဖြစ်မီအချိန်များက ရှင်မင်းသားဒုံဖုရားမှာသူမင်းဖြစ်တဲ့အချိန်မှာထိုဖုရားကိုကောင်းမွန်စွာတည်ထားကိုးကွယ်မယ်ဆိုတဲ့သစ္စာစကားဆိုခဲ့ဘူးတယ်လို့သိရပါတယ်။ဒါကြောင့်မင်းဖြစ်တဲ့အချိန်မှာဖုရားကိုပြုပြင်မွမ်းမံကိုးကွယ်ခဲ့တဲ့အတွက်ရှင်မင်းသားဒုံဖုရားလို့အစဉ်အဆက်ခေါ်ဆိုခဲ့ကြကြောင်းသိရပါတယ်။ရှင်မင်းသားဒုံဇေဒီတော်မှာဘုံခဏခုနဲ့တစ်သားပြတ်တတ်တော်နဲ့ငုံပြီးတော့တီထားခြင်းဖြစ်ပြီးတော့ဇေဒီတော်ကိုငုံထားတဲ့ဘုံပြတ်တတ်တော်ကြီး တသားတိုင်လုံးပေါင်း59တိုင်နဲ့တိဆောက်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းအတွင်းမှာပြည်သူတွေစီကနေပြီးတော့ဖမ်းဆီးထားတဲ့လိုင်စင်မဲ့ဆိုင်ကယ်များကိုစစ်ကောင်စီလက်အောက်ခံစစ်တပ်ရဲ ပြူစောတီပြည်သူစစ်နယ်ပြည်သူလုံခြုံရေးအဖွဲ့များစစ်ခွေးများစီးနေရန်ပြန်လည်ချထားပေးနေတဲ့ဆိုတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ညွန်ကြားချက်အရဇွန်လ၁ရက်နေ့ကစတင်ပြီးတော့နိုင်ငံတော်မှာလိုင်စင်မဲ့ကားများဆိုင်ကယ်များကိုဖမ်းဆီးခဲ့ရမှာဘကိုးတိုင်းအတွင်းမှာလိုင်စင်မဲ့ဆိုင်ကယ်အများပြားကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးရရှိခဲ့တဲ့ဆိုင်ကယ်တွေတဲကအမှုပြီးစီးသွားတယ်။လိုင်စင်မဲ့ဆိုင်ကယ်တွေကို သက်ဆိုင်ရာတပ်နယ်မှူးများထံကိုလွှဲပြောင်းစီပြီးတော့တပ်နယ်မှူးများကနေတစဉ်နယ်မြေကန်မြို့နယ်လုံခြုံရေးဆောင်ရွက်နေတဲ့စစ်ခွေးလက်အောက်ခံအဖွဲ့များထံကိုခွေးဆင့်ဆင့်အတီးတီလွှဲပြောင်းပေးလိုက်တယ်လို့သိရပါဗျ။တရားရုံးမှာအမှုပြီးစီးသွားတဲ့ license နဲ့ဆိုင်ကယ်တွေကိုစည်ရင်းနဲ့ တိုက်နယ်မှုတွေစီကိုပို့ခိုင်းတယ်အဲ့ဒီတိုက်နယ်မှုတွေကနေတဆင့်လုံခြုံရေးဆောင်ရွက်နေတဲ့စစ်ခွေးအဖွဲ့တွေစီကိုစိုင်းကယ်တွေကိုခွေးချင်းချင်းခွဲတိုက်နယ်ပြန်ချပေးပါတယ်စိုင်းကယ်တမျိုးတည်းပဲကားတော့မပါဘူးစိုင်းကယ်တွေကိုအဓိကပြန်ပြီးတော့ဖြတ်ဝေခိုင်းနေတာဒေသလိုက်တိုက်နယ်မှုတွေကတာဝန်ယူပြီးလုပ်နေတယ်လို့ဘကိုးတိုင်းစစ်ကောင်စီရဲ့သတင်းရင်းမြစ်ကပြောပြထားပါတယ်လိုင်စင်မဲ့ကားတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံပိုင်အဖြစ်နဲ့တင်းစီမှာဖြစ်ပြီးစီမံကိန်းနဲ့ဗန်ဒိုင်းဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ်ဗဟိုဆက်ပြည့်စီစရင်အင်းနဲ့စစ်စေးရေးဦးစီးဌာနကရယူမှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီနောက်တင်းစီရရှိထားတဲ့လိုင်စင်မဲ့ကားတွေကိုဝင်ကြီးဌာနများအဖွဲ့အစည်းများနဲ့အစိုးရတင်တန်းကြောင်းများကိုပြန်လည်ခွဲဝေပြီးတော့ချထားပေးမှာဖြစ်တယ်လို့သိရပါတယ်လိုင်စင်မဲ့ကားတွေစိတ်ကမ်းမှာတွင်းလာတဲ့ import license မပါတဲ့ကားတွေကိုတင်းစီပြီးရင်ဘ ਹੁ ဆက်ပစ္စည်းစရင်အင်းနဲ့စစ်စေးရေးဦးစီးဌာနကတင်းတယ်အဲ့ဒီကနေမှတဆင့်ဝင်ကြီးဌာနလက်အောက်ကဦးစီးဌာနတွေတိုင်းနဲ့ပြည်နယ်အစိုးရဌာနတွေ အစိုးရတင်တန်းချောင်းတွေအစိုးရအဖွဲ့အစည်းတွေမှာသုံးဖို့အတွက်ပြန်လည်ချထားပေးပါတယ်ဒါကလုံရိုးလုံဆင်ပါပဲအခုကတော့တရားမဝင်ကုံသွယ်မှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီအောက်ကနေတွားနေပါတယ်လို့နေပြည်တော်ဗဟိုဆက်ပြစီစီရင်အင်းနဲ့စစ်စေးရေးဦးစီးဌာနသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အချက်ပတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကမေလ20ရက်နေ့မှာနေပြည်တော်မှာပြုတ်လုခဲ့တဲ့စစ်ကောင်စီရဲ့အစည်းအဝေးမှာလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများစီးနေနေမှုများကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနင့်နာမှုရှိတယ်လို့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာလည်းအခက်အခဲများဖြစ်ပေါ်နိုင်မှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်များကိုစီးနှင်းမှုမရှိစေရေးအတွက်ဖမ်းဆီးရန်အမိန့်ပေးညွှန်ကြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေဒါရှင်မြို့နယ်မှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမူးတန့်စင်ဝေးကစစ်မှုထမ်းအစားထိုးရန်နဲ့တပ်သားတင်များစုဆောင်းရန်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းငွေညစ်ခြင်းနဲ့လူအယောင်ဝယ်များကိုလုဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းတောင်ကိုခရိုင်ရေဒါရှင်မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဥက္ကဋ္ဌဥက္ကာတန်းနဲ့ဗိုလ်မှူးတန့်စင်ဝေတို့ရဲ့စေခိုင်းချက်များအရာစစ်တပ်ရဲနဲ့ပြူစောတိများက ရေတာရှိမြို့နယ်အတွင်းမြို့လာတာကရစွာရေတာရှိတဝိုက်မှာလူငယ်များကိုစစ်မှုန်းတက်သားတဲ့များအဖြစ်စုဆောင်းရန်ပေါ်တာဆွဲဖမ်းဆီးခြင်းများတောက်လျှောက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ကြီးပါများမှာစစ်မှုန်းတက်သားတဲ့များတလကို2ဦးကနေ4ဦးအထိစုဆောင်းပေးရန်အကြွေ၍မစုဆောင်းပေးနိုင်ပါကကြီးပါတရွာကိုငွေကျပ်320ပေးရန်တောင်းခံနေတယ်လို့သိရပါတယ်။ရွာတွေမှာတရွာကိုတလကိုလူငယ်2ဦးကနေ4ဦးအထိတောင်းနေအကြွေ၍မပေးနိုင်ရင်320လူသားထုတ်ဖို့တောင်းနေတယ်။ ငွေကောက်တာကတအိမ်တောင်ကိုအနည်းဆုံး3000ဆပြီးတော့ကောက်နေပါတယ်အဲ့ဒါစစ်မှုထမ်းကြီးကောက်နေတာစစ်မှုထမ်းရတဲ့လူငယ်တွေလည်းအဲ့ဒီငွေကိုပြန်မရပါဘူးဘုံမူးတန့်စင်ဝင်တဲ့အဖွဲ့ကိုပဲပေးရတာပေါ်တာဆွဲတာကတော့ရေတာရှည်တမျိုးနယ်လုံးမှာဖြစ်နေတာအထက်ကချိုးကင်တာကအဲ့ဒီစစ်ခွေးဘုံမူးတန့်စင်ဝေပဲလို့ရေတာရှည်မျိုးနယ်ကတရင်အင်းမိကပြောပြထားပါဗျရေတာရှည်မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက် ဗိုလ်မှူးတန့်စင်ဝေဟာစွာမျိုးအခြေဆိုင်အမှတ်333နဲ့၄ချောင်းရံကာကွယ်ရေးတပ်ရင်းကဖြစ်ပြီးတော့ဒုတက်ရင်းမှုအဆင့်ရှိတယ်လို့သိရပါတယ်။၎င်းရဲ့အမိန့်နဲ့ညွှန်ကြားချက်ကြောင့်ရေဒါရှင်မျိုးနဲ့အတွင်းမှာစစ်တပ်ရဲနဲ့ပြူစော်တီများကနေရောညပါလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလုံဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းမပေးနိုင်တဲ့ကြေးရွာများအနေနဲ့တိန်120ပေးုံနဲ့စစ်မှုထမ်းအစားထိုးလူတွေများကိုစစ်တပ်ကထဲသွင်းပေးနေတယ်လို့သိရပါတယ်။စစ်မှုထမ်းဖို့လူမပေးနိုင်တဲ့ရွာတွေကစစ်မှုထမ်းကြီးတစ်ရွာလုံးကောက်ပြီးတော့ပေးရတယ်။ စစ်မှုထမ်းလူပေးနိုင်တဲ့ရွာတွေလဲစစ်မှုထမ်းချင်းဆိုပြီးကောက်ပြီးပေးရတာပါပဲဘယ်ရွာမှလွတ်တာမရှိပါဘူးအခုကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညစ်တာကလည်းအတော်ကြီးကိုများလာတယ်စစ်မှုထမ်းချင်းဆိုပြီးတော့ရွာတွေကလဆင်ပုံမှန်သွားသွားပေးနေရတယ်အဲ့ဒီငွေတွေကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေက မြို့နယ်ရဲမှုတွေကခွဲဝေယူကြတယ်စစ်မှုတန်းချင်းမထက်ရင်လဲစစ်တကဝင်ဖမ်းမယ်ဆိုပြီးတော့ချိန်ချောက်တော့ရွာတွေကလဆင်စုပြီးပေးနေရတာဗောလို့ဒေသခံသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင် ရေတာရှည်မြို့နယ်အတွင်းမှာရှိတဲ့တောင်သူများနဲ့စီးပွားရေးသမားများကိုစစ်ခွေးဘုံမှုတန့်စင်ဝေရဲ့ညွှန်ကြားချက်နဲ့မြို့နယ်အတွက်ဆိုပြီးတော့စစ်တကအကြောင်းမျိုးမျိုးပြပြီးငွေကြေးကောက်ခံခြင်းအလုံငွေများတောင်းခံခြင်းများကိုအောက်တန်းစားဆန်းဆန်းမကြာခဏလှုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီတပ်ကရန်ကုန်ကအသက်15နှစ်အရွယ်မောင်နေထက်လင်းကိုစစ်သားအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးပြီးတော့သခိုင်းတိုင်းပလဲမြို့နယ်ကန့်တောင်ရဲစခန်းတိုက်ပွဲကိုပို့ဆောင်တဲ့အချိန်မှာစစ်တုံးပန်းအဖြစ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်15နှစ်အရွယ်မောင်နေထက်လင်းဟာရန်ကုန်မှာအခင်ရောင်းနေတဲ့အချိန်စစ်တပ်ကတပ်သားတဲ့အဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်တောင်တွင်းကြီးမြို့မှာရှိတဲ့အမတ်ခွန်စစ်အခြေခံလေ့ကျင့်ရေးတင်နန်းကျောင်းကိုပို့ဆောင်ပြီးတင်နန်း9လတက်ရောက် ောက်ခိုင်းခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ပခုတ်ကူ2-5နှစ်တက်ကိုရောက်ရှိပြီးတော့မုံမှန်တင်တန်းတက်ခိုင်းကရဟရင်နဲ့ပလဲမြုံနဲ့အင်မတီပြူစောတီကြီးရွာကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။အဲဒီကမှတစဉ်တိုက်ပွဲဖြစ်ပွားနေတဲ့ကန့်တောင်ရဲစခန်းကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။ဗန်ကာအတွင်းတောင်းဝချထားတဲ့အချိန်အိပ်ပျော်နေတဲ့အတွက်စစ်တပ်ကပြန်ဆုတ်သွားတဲ့အချိန်မှာသူ့ကိုမနှိုးဘဲနဲ့ခြံထားရိုက်ခဲ့တယ်လို့မောင်နေထက်လင်းကပြောပြထားပါဗျ။ရန်ကုန်မှာအခင်ရောင်းနေရင်ပေါ်တာနဲ့မိတာပါ။ပြီးတော့သူတို့တန်တန်းချောင်းကိုပို့တယ်အသက်က19နှစ်ပါ ရဟယင်နဲ့အင်မတိရွာကိုပို့တယ်အင်မတိရွာကနေလက်နက်ခဲရနေပေးပြီးတော့တပ်စိုက်ကိုခေါ်ပြီးတော့စစ်ကြောင်းထိုးတယ်အဲ့ဒီဘက်အချမ်းရောက်တော့ဘန်ကာထဲမှာနေရာယူခိုင်းတယ်နေရာယူခိုင်းတော့တိုက်ပွဲဖြစ်တယ်သူတို့ကထိတာတွေများလာတော့သူတို့ပြန်ပြီးတော့ဆုတ်ခွာထွက်ပြေးတာပေါ့ညီလေးကတော့အိပ်ပြီးကြံနေခဲ့တာသူတို့ကမနှိုးဘဲနဲ့ပြန်ဆုတ်သွားတာပါကြံခဲ့တဲ့စစ်သားတွေကိုလည်းပြောချင်တာကစစ်အာဏာရှင် လက်အောက်မှာနေရင်တော့တင်းအောင်မှလူလိုတင်မှာမဟုတ်ဘူးခွေးလိုဝက်လိုတေးရမှာပဲဒီလိုကောင်တွေကသူ့လူတေးလဲတတ်မဆွဲဘူးအရာရှိတေးမှတတ်ဆွဲတာစစ်ထဲမှာနေရတာက လမ်းဘေးခွေးထက်တောင်စိုးသေးတယ်လို့မောင်နေထိုင်လင်းကပြောဆိုထားပါဗျ။ဒါအပြင်ပလဲမြုံနယ်ကန်းတောင်ရဲစခန်းတိမ့်တိုက်ပွဲမှာဒဏ်ရာရရင်းနဲ့ကြန့်ရှိခဲ့တဲ့စစ်မှုရန်တပ်သားတဲ့စိုးတာဟာလည်းရန်ကုန်အဝေးပြေးဝင်းကနေပြီးတော့ပေါ်တာဆွဲခံရပြီးပင်လောင်းစစ်တပ်နဲ့အကြောင်းအဖို့ခံရကကန်းတောင်ရဲစခန်းတိုက်ပွဲကိုခေါ်ဆောင်ခံရတယ်လို့သိရပါဗျ။အဲ့ဒီနောက်ဒဏ်ရာရရှိတဲ့အချိန်မှာစစ်တပ်ကသူ့ကိုမခေါ်ဘဲနဲ့ခြံထားရစ်ခဲ့တယ်လို့သိရပါဗျ။ ျွန်တော်ကမဆုတ်ခင်တရက်လောက်အလုံးမှာဒဏ်ရာရထားပါတယ်ရင်ဘတ်မှာဒဏ်ရာတစ်ချက်ရထားပါတယ်အဲ့ဒါနဲ့စုတ်မယ်ဆိုတော့၁၁ခွဲလောက်မှာစုတ်ပါတယ်သူတို့နဲ့မှာစုတ်ရင်းစုတ်ရင်းနဲ့ လူနာတွေကကြံခဲ့တဲ့လူနာတွေကြံခဲ့တယ်ကျွန်တော်ဆိုရင်တော့ကသိန်းပေါင်းပေါ်မှာအမောဖောက်ပြီးတော့ကြံခဲ့တာဖြစ်ပါတယ်ကျွန်တော်ကတော့ PDF ရဲဘော်တွေကဖမ်းဆီးထိန်းသိမ်းပြီးတော့စေကူတောင်းမှုလှုပ်ထားပေးခြင်းဖြစ်ပါတယ်လို့စစ်တုံးမှန်တပ်သားတဲ့စိုးတာကပြောဆိုထားပါတယ်အလားတူပဲစစ်မှုထမ်းတပ်သားတဲ့ရဲကြော်ကြော်ဟာလဲကန့်တော်ရဲစခန်းသိမ်းတိုက်ပွဲမှာစစ်တုံးမှန်အဖြစ်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်၎င်းနဲ့အတူကန့်တော်ရဲစခန်းသိမ်းတိုက်ပွဲကိုစစ်ကူလာတဲ့ပြည်သူ့စစ်တုံးဟာလဲတော်လိုင်းတပ်များရဲ့တိုက်ခိုက်မှုကြောင့်ပွဲချင်းပြီးသိမ်းဆုံးသွားတယ်လို့သိရပြီးဒဏ်ရာရရှိတဲ့တပ်သားတဲ့များကို စစ်တပ်ကမခေါ်ဘဲနဲ့ခြံထားရခဲ့တယ်လို့ပြောဆိုထားပါတယ်။ထိတွေ့မှုဖြစ်ပြီးတော့ကျွန်တော်နဲ့အတူပါလာတဲ့ပြည်သူစစ်၃00ကတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်။တက်ချက်ကြီးတအုပ်ကိုပေါင်ကိုမှန်ပြီးတော့ပြန်ဆွဲသွားပါတယ်။ကျွန်တော်ကတော့သေပြီဆိုပြီးတော့ထားခဲ့ပါတယ်။ လေဘင်းကနေပြီးတော့ဖောက်ထွက်သွားတာပါ PLA စစ်တီတွေနဲ့တွဲဆုပ်ပြီးတော့ကျမ်းမာရေးစောင့်ရှောက်မှုတွေပေးပါတယ်ဒီနေ့အချိန်ထိလည်းကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ထားပါတယ်လို့စစ်တုံးမှန်းရဲကြော်ကြော်ကရှင်းပြထားပါတယ်အလားတူပဲကန့်တောင်ရဲစခန်းကရဲအရာခံဘူရှိန်ကိုကိုကျော်ဟာလည်း1996ခုနှစ်ကနေရဲအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တော်လဲဒဏ်ရာရရှိတဲ့အချိန်မှာတော့စစ်တပ်ကသူ့ကိုခွေးတာတာခြံထားရခဲ့တဲ့အတွက်စစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးခံခဲ့ရကတော်လိုင်းတပ်များကကောင်းမွန်စွာဆေးကုသမှုပေးခဲ့ကြောင်းဝန်ခံထွက်ဆိုထားပါတယ် ရဲတဲကို1996ခရဲကစတင်ဝင်ရောက်ပြီးတော့ရှမ်းပြည်မှာတာဝန်ထမ်းဆောင်ပါတယ်မကွေးတိုင်းမှာလည်းတာဝန်ထမ်းဆောင်ဘူးပါတယ်အဲဒီကနေမှတဆင့်ကန်းတောင်ရဲစခန်းကိုရောက်လာတာပါကျွန်တော်တာဝန်ကချက်ကြီးပါအဲဒီလိုနေလာပြီးတော့တိုက်ပွဲဖြစ်တော့900ရှစ်မြောက်နေ့မှာကျွန်တော်ကိုပြောင်းရွှေ့အမိန့်ပါလာတာနဲ့ကန်းတောင်ရဲစခန်းကနေပြီးတော့ပြောင်းရွှေ့တပ်ဖွဲ့တွေနဲ့အတူအင်မတီယူဟာဘက်ကိုဆုတ်ပါတယ်အဲ့လိုဆုတ်ခွာတဲ့အခါမှာ PLA အဖွဲ့ရဲ့ဂျားပြတ်တိုက်ခိုက်မှုကိုခံရပြီးတော့ဒဏ်ရာရသွားပါတယ်။ဒဏ်ရာရရှိတဲ့အချိန်မှာနေရာမှာတင်ကြံခဲ့ပြီး PLA တပ်ဖွဲ့ဝင်တွေကစေကူတမှုပေးခဲ့ပါတယ်လို့ စစ်တုံမန်ရဲအရာခံဘူးရှင်းကိုကိုကျော်ကရှင်းပြထားပါဗျ။သခိုင်းတိုင်းပလဲမြို့နယ်ကန့်တောင်ရဲစခန်းကိုဇွန်လ၂ရက်နေ့က PLA ဥဆောင်တဲ့တော်လိုင်းတပ်များကထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးတော့ဇွန်လ၁၉ရက်နေ့မှာတိမ့်ပတ်ရရှိကစစ်တပ်ဘက်ကအ ਨੇ စုံတပ်ဖွဲ့ဝင်စစ်ခွေးအကောင့်၄၀ကျော်တိတ်ဆုံးခဲ့တယ်လို့ PLA ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ